။ကမ္ဘာမြေကြီးကပျက်စီးသွားပြီးလူသားတွေမျိုးတုံးပျောက်ွယ်သွားသောအခါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့လူသားတွေအကုန်မျိုးတုံးပျောက်ွယ်သွားပြီးတဲ့နောက်မှာဆဲယုတ်တယုတ်နဲ့အတူတယောက်တည်းကြံခဲ့တဲ့ကောင်မလေးအကြောင်းကိုရိုက်ခူးထားတဲ့ The Last Be of Hope ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။ဇလန်လေးရဲ့ဆမှာတော့လူသားမျိုးတွေကသူတို့ရဲ့ကဘာကျိုးကိုဖြစ်စည်းမဲ့အချိန်ကိုရောက်လာခဲ့ပါပြီ။ရေခဲလွှာတွေကဘူနွေးလာပြီးတော့ရေပျော်လာတဲ့အချိန်မှာလူတွေကသူတို့ရဲ့ပျော်ရွှင်မှုတွေအတွက်သာအသက်ရှင်နေခဲ့ကြပါတယ်။ နှစ်သံပေါင်းများစွာငုံရှိုးနေခဲ့တဲ့ viral နဲ့ bacteria တွေကတက်ရှိမှန်သမျှကိုတက်ပြဖို့စောင့်ဆိုင်းနေခဲ့ပြီးတော့အချိန်ကြာလာတဲ့အခါမှာတော့ထွက်ပေါ်လာခဲ့ပါပြီ။အာနာပိုင်တွေကလည်းဂျန်တဲ့အရင်းမြစ်တွေကိုအသစ်ရှင်ဂျန်ရဲ့သူတွေကိုအာကာသတွေကိုပို့ဆောင်မှုအတွက်ဒုံးပြန်တွေတိစောက်ရမှာသုံးဆွဲခဲ့ကြပေမဲ့ဘယ်သွားရမလဲဆိုတာမသိခဲ့ကြပါဘူး။အဲဒါကြောင့်သူတို့အများစုကအာကာသတိုင်းအောင်ကြီးကြောင့်ထေသွားတာ။ဒါမှမဟုတ်နောက်ဆုံးဂျန်တဲ့ပစ္စည်းတွေအတွက်အချင်းချင်းတိုက်ခိုက်ရင်တည်ဆုံးခဲ့ကြတာမျိုးတွေဖြစ်နိုင်ခဲ့ပါတယ်။ ။ကမ္ဘာကျူကတော့သဘာဝတရားကြီးရဲ့ထုံးစံအတိုင်းသူ့ရဲ့အစိုးဆုံးရန်သူဖြစ်တဲ့လူသားတွေကိုဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။အသက်ရှင်ကြံရည်သူတွေကတော့ကူးဆက်ခံရတဲ့နေမြေတွေနဲ့ဝေးကွာတဲ့တောင်တွေပေါ်မှာတွားရောက်နေထိုင်ခဲ့ကြပေမဲ့ဒူဘလောက်များများအသက်ရှင်နေသေးလဲဆိုတာကိုတရားမှမသိခဲ့ကြပါဘူး။အိမ်ကအသက်ရှင်ကြံရည်သူတွေကတယောက်ဖြစ်ပြီးသူစီမှာစစ်ပွဲတုန်းကပြစည်းခဲ့တဲ့အာသာလို့ခေါ်တဲ့စက်သုံးဆက်ရုပ်လေးတယောက်ရှိပါတယ်။ ူကဂျုံယိုးကြနေကအတန်တွေထွက်နေပြီးအင်ချီမဲတယောက်လိုပုံပေါက်နေပေမဲ့အိမ်ကိုကာကွယ်ဖို့အတွက်သူ့ရဲ့ပရိုဂရမ်ကိုဆက်လက်လှုပ်ဆောင်နေသေးပဲဖြစ်ပါတယ်။ဒါမှမဟုတ်လေသူကအိမ်ကိုဘသူစီကကာကွယ်ပေးနေတာလဲဆိုတာတော့မသိခဲ့ပါဘူး။ဒီမှာတော့အင်ကားအမျိုးတွေကိုသွားဖို့ပြင်ဆင်နေခဲ့ပါတယ်။အာသာကတော့ကြီးကအန်ဒီရရှိတဲ့အကြောင်းပြောခဲ့ပြီးဘလို့ချင်းနေမျိုးမှမစိုးတွေ့ရရေကိုမတောက်ဖို့သူ့ကိုမှာနေခဲ့ပါတယ်။အဲ့ချိန်မှာပဲအင်ကားတော့သူ့ရဲ့စကန်းကိုတေချာစောင့်ကြည့်ထားဖို့တတိပေးနေလိုက်ပါတယ်။ ဇေယုကအံဩသွားတဲ့အခါမှာတော့ဒါကနောက်ထပ်ဟာသာတစ်ခုဖြစ်ကြောင်းအိမ်ကရှင်းပြလိုက်ပါတယ်။ဇေယုကတော့ဒီအိုရီယာဟာသာတွေကြောင်းသိခဲ့ပေမဲ့လည်းလက်တွေမှာနားမလည်ခဲ့ပါဘူး။အိမ်ကလူမနေတော့တဲ့အတွက်အမိုက်တွေပြန်ကျဲကဖုံတူနေတဲ့လမ်းအတိုင်းမျိုးတွေကိုကားနဲ့သွားခဲ့ပါတယ်။ပစ္စည်းနေတဲ့စူပါမားကတ်တစ်ခုကိုရောက်တဲ့အခါမှာတော့သူကလိုအပ်တာတွေကိုရှာဖွေခဲ့ပြီးတော့မျိုးစေ့တွေကပင်ပေါက်ဖို့မဖြစ်နိုင်တော့ပေမဲ့လည်းလာဗင်နာမျိုးစေ့တုပ်တစ်ထုပ်ကိုတော့ယူခဲ့ပါတယ်။သူကတရားရောက်ရောက်လာရင်တွေ့သွားအောင်လို့သူ့နေရာရဲ့ coordinate တွေကိုနည်းရပေါ်မှာခြာရေးခဲ့ပြီးတော့ထွက်လာခဲ့ပါတယ် ိမ်ကပြန်ဟုတ်တဲ့အခါမှာတော့အာသာကသူ့ကိုစောင့်နေခဲ့ပြီးတော့ဇကဝက်ကိုပြောခိုင်းပါတယ်သူကဇကဝက်ကိုပြောလိုက်ပြီးတော့ဈေးဝယ်စင်တာမှာဈေးဝယ်ခဲ့ကြောင်းတငယ်ချင်းတယောက်နဲ့ကော်ဖီတောက်ခဲ့ကြောင်းနဲ့ညနေမှာတော့သူမရဲ့တငယ်ချင်းနေနဲ့တူဂီတဖျော်ဖြေဝဲတစ်ခုကိုတက်ရောက်ခဲ့ကြောင်းပြန်ပြီးပြောပြခဲ့ပါတယ်အာသာကသူ့ရဲ့စာနာမှုကိုနားမလည်မှအိမ်ကသဘောပေါက်သွားတဲ့အခါမှာတော့သူ့ရဲ့စနစ်ကိုပြင်ဆင်မှုတွေလုပ်ပေးမယ်ကြောင်းခရီးပေးလိုက်ပါတယ်သူကကားပေါ်ကပစ္စည်းတွေကိုချတဲ့အခါတိုင်းဇကဝက်ကိုပြောပြောနေရတဲ့အခါမှာတော့စိတ်ရှုပ်နေခဲ့ပါပြီ အဲဒီနောက်မှာသူကဒေါသထွက်လာတာကြောင့်ဇဂဝဲအမားကိုတမင်တကာပြောလိုက်တဲ့ခါမှာတော့ဆေယုတ်ကသူ့ကိုလက်နဲ့နဲ့ချင်းချောခဲ့ပါတယ်။အဲဒီရောက်ဆေယုတ်ကဘယ်တော့မှသူ့ရဲ့နောက်ပြောင်မှုကိုနားလည်နိုင်မှာမဟုတ်ဘူးဆိုတာကိုလက်ခံလိုက်ရပါတယ်။ပြစီရဲ့ကြာပြီးတဲ့အခါမှာတော့အိန္ဒိယရီမိုးချိုးခဲ့ပြီးရေဒီယိုကနေတရားရုပ်ကိုဆက်သွယ်ဖို့နောက်ထပ်ကြိုးစားခဲ့ပေမဲ့လည်းတိတ်ဆိတ်နေသေးပဲဖြစ်ပါတယ်။အဲညမှာတော့သူကဘန်လုံးအိမ်ထဲကအပင်တွေကိုရေလောင်းလိုက်ရားခဲ့တဲ့သတင်းလေးတွေကိုခြာရေးလိုက်ပြစီနေတဲ့ပြစီတွေကိုပြင်လိုက်နဲ့သူ့ကိုယ်သူအာယုံလွှဲဖို့အတွက်နိုင်ယံကိုဘောလုံးနဲ့ပြစ်ပေါက်ကစားနေခဲ့ပါတယ်။ အဲ့အချိန်မှာပဲအာသာကတော့ဘေကာမန်းမသိတဲ့ကျူးကျော်ဝင်ရောက်သူတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်အခြေစိုက်စခန်းကိုကင်းဆောင်နေခဲ့ပါတယ်။မနေ့ရောက်တော့အိမ်ကားဆိုလာပြားကိုခေါင်းမိုးပေါ်မှာတက်ဆင်ပြေပြီးတော့အာသာကိုဘေရီဖွဲ့တိုင်းကစားဖို့ပြောခဲ့ပါတယ်။အိမ်ကားပထမဆုံးဘေရီကိုမေးလိုက်တဲ့အခါမှာသူကလွယ်တကူဖြေနိုင်ခဲ့ပါတယ်။အဲ့နောက်မှာသူကဘေရီပြန်ဖွဲ့လိုက်ပါတယ်။သူတို့ကဆက်ကစားခဲ့ကြတဲ့အခါမှာအိမ်ကားစက်ရုံသုံးရုံကြောင်းဘေရီတကူမေးလိုက်တဲ့အခါမှာတော့လူသားတအုပ်သားနားလည်နိုင်တဲ့အတွက်အာသာကမဖြေနိုင်ပဲပန်းပီးကအိမ်ကိုဖြေမှန်ပြောပြခိုင်းလိုက်ပါတယ်။ အိန္ဒိယကတော့နောက်ဆုံးမှာဆက်ရုပ်ကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်ပျော်ရွှင်စွာနဲ့ရေမောနေခဲ့ပါတယ်။နောက်ပြောင်းရင်းနဲ့သူကအာသာကိုလက်ထပ်ဖို့လည်းခွင့်တောင်းခဲ့ပါသေးတယ်။ဒါကတော့လက်ထပ်ခြင်းရဲ့အဓိပ္ပာယ်ကိုပြောပြခဲ့ပြီးဆက်ရုပ်နဲ့လူကြားမှာလက်ထပ်မှုကမဖြစ်နိုင်ကြောင်းရှင်းပြခဲ့တာပါ။အိန္ဒိယကတော့ခါခါတီးတီးနဲ့သူ့မှာဒီဆက်ရုပ်ကလွဲပြီးတော့ဘယ်သူမှမရှိကြောင်းပြောပြခဲ့ပေမဲ့လည်းသူ့အဖေကဒီခြေဆိုင်စကန်းကိုတိဆောက်ခဲ့ပြီးတော့စစ်ပွဲပြီးတော့သူ့ဖွဲ့စီကိုထွက်ခွာသွားကကိုရောင်တစ်ခုကနေကောက်ယူလာခဲ့တဲ့အာသာကိုပြန်ခေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့သူ့ဖေကစက်ရုပ်ဟာသူ့ကိုစောင်းရှောက်มาဖြစ်ကြောင်းနဲ့ရဲနှဲငယ်တွင်ပြန်လာမဲ့အကြောင်းဂရီဘေးကထပ်ပြီးတော့ထွက်သွားခဲ့ပြန်ပါတယ်။ဒါမဲ့လည်းအချင်းကြာကြီးကြာသွားခဲ့ပေမဲ့လည်းသူ့ဖေကတော့ဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။အဲဒါကြောင့်အိမ်ကလက်ထပ်နိုင်တဲ့ဒူရီတော်သူကစက်ရုပ်လေးဖြစ်နေခဲ့ပါတယ်။အိမ်ရဲ့နောက်ပြောင်မှုတွေကိုနားမလည်တဲ့အာသာကတော့ယောက်ျားဒါမှမဟုတ်မိန်းမမှာချုံရင်းချက်ရှိရင်ပြဿနာဖြစ်နိုင်ကြောင်းထောက်ပြခဲ့ပေမဲ့အိမ်ကတော့သူ့ကိုလူတွေလုံးနေကြတိုင်းမော်ရယ်အစ်စ်နဲ့လဲလဲဖို့ပြောခဲ့ပါတယ်။ ဒါမဲ့လည်းအစားတို့လဲလဲမူတိုင်းကအမြဲတမ်းအောင်မြင်တာမျိုးပဲနဲ့သူတို့နှုတ်ကကဘာပေါ်မှာနောက်ဆုံးဖြစ်တဲ့သက်ရှိတွေဖြစ်နေနိုင်ခဲ့ပါတယ်။အာသာကတော့သူ့ရဲ့ data box က2040ဂုံအထိပဲရှိတဲ့အတွက်အိမ်ပြောတာကိုတီးပြုတ်မပေးနိုင်သလိုညင်းလဲမညင်းနိုင်ခဲ့ပါဘူး။အဲဒီအချိန်တုန်းကကဘာလူဦးရေရာ9.5ဘီလီယံရှိခဲ့တာဖြစ်ပါတယ်။အိန္ဒိယကသူတို့ရဲ့ coordinate တွေကိုကန့်သက်ဆုံးထဲမှာရေးထားခဲ့တဲ့အကြောင်းပြောခဲ့ပေမဲ့အာသာကတော့ဘာကြောင့်လဲဆိုတာနားမလည်ခဲ့ပဲနဲ့ကဘာပေါ်မှာဘယ်သူမှမရှိတော့ရင်ဘယ်သူကဖက်ပြီးတော့ရောက်လာမှလဲလို့မေးလိုက်ပါတယ်။ အင်းကစရုပ်အတွက်အဓိကစီမင်းသုံးခုကိုပြန်ပြောခိုင်းတဲ့အခါမှာတော့အာသာကအတိအကျကိုပြန်ပြောလိုက်ပါတယ်။စရုပ်တယောက်ကလူသားတယောက်ကိုထိခိုက်အောင်မလုပ်ရ၊အမိတ်အားလုံးကိုလိုက်နာရဖို့နဲ့ပထမစီမင်းတစ်ခုနဲ့မဆန့်ကျင်သေးတဲ့သူ့ကိုယ်သူဖြစ်စည်းမသွားအောင်တေချာယူဆိုင်နဲ့စောင့်ရှောက်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ဒါမှမဟုတ်အင်းကသူ့စရုပ်ဟာစွမ်းရည်ရင်းမြစ်အသက်တွေကိုလည်းရှာဖွေရမှာဖြစ်ကြောင်းတတိပေးခဲ့ပါတယ်။အာသာကသူဟာစုဆောင်ရေးစရုပ်မျိုးဖွဲနဲ့ကင်းလက်စရုပ်ဖြစ်ကြောင်းနဲ့သူ့ရဲ့တာဝန်ကရန်သူတွေကိုတားဆီးဖို့ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ သူ့ရဲ့ဘရိုဂန်ရဇကဝတ်ကိုမသိတဲ့လူတိုင်းကကျူးကျော်ဝင်ရောက်သူပဲဖြစ်ပါတယ်။အိန္ဒိယရာသီဥတုစေဘွဲအတွင်းမှာသူကနေဆက်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးဇကဝတ်ကိုမသိတဲ့ဘသူကိုမှဖြတ်သန်းခွင့်မပေးခဲ့ကြောင်းလည်းပြောပြခဲ့ပါတယ်။အဲဒီတော့ကအိန္ဒိယဟာရေရှားပါမှုကိုကြုံတွေ့ခဲ့ရပြီးတော့အပူချိန်တွေကလည်းအတော်လေးမြင်မာတဲ့အတွက်လူတွေနဲ့တရိတ်ဆန်တွေကအရှင်လက်လက်အပြုတ်ခံခဲ့ကြရပါတယ်။သူတို့အတွက်ရှင်သန်နိုင်မဲ့ဤကတော့အသက်ရှင်သန်ဖို့အတွက်ခွင့်လန်းရှိတဲ့တနေရာကိုထွက်ပြေးဖို့ပဲဖြစ်ပါတယ်။အဲဒီချိန်မှာပဲမြောက်ပိုင်းကနေဆက်တဲ့ကြောင့်ဆက်ရုပ်ထောင်ပေါင်းများစွာကိုခြားထားခဲ့တဲ့အတွက် လူသမိုင်းမှာအကြီးမားဆုံးတပ်ပြတ်မှုဖြစ်ပေါ်ခဲ့တာပါ။အဲ့ဒါကအသက်ရှင်နေမှုတွေတိုက်ပွဲဝင်နေတဲ့လူတွေကိုလူမျိုးတုံးတပ်ပြတ်မှုမြောက်သွားခဲ့ပါတယ်။ဒါမဲ့လည်းနောက်ပိုင်းမှာတော့အာသာရဲ့မှတ်ညံကိုပြစ်ပြစ်ခံခဲ့ရပါတယ်။အင်္ဂါသာဇကဝတ်ကိုတိခဲ့ရင်အတိတ်ပဲမရှိတဲ့ကင်းလက်တောင်ဝင်စားသူ့ကိုတောင်ဝင်တက်တွေပေးရဖို့လွန်ခဲ့တဲ့အချိန်များကြီးကလေးကပြန်လဲပရိုဂရမ်ရေးဆွဲမှာပဲဖြစ်ပါတယ်။တကယ်တော့အင်္ဂါအသုံးဝင်တဲ့တန်ရှင်းဆဲရုပ်ကိုလိုအပ်နေတာပဲဖြစ်ပါတယ်။အခုတော့သူကဇူလာပြားတွေကိုတက်စင်ပြီးသွားကမိသီးတွေလည်းတက်စင်ခဲ့ပါတယ်။ ခရစ်မတ်ကမကြာခင်မှာရောက်တော့မှာဖြစ်တဲ့အတွက်အိန္ဒိယအားသားကိုဘာလက်ဆောင်ပေးရမလဲဆိုတာစဉ်းစားခဲ့ပေမဲ့ဆဲဟုတ်တွေကလက်ဆောင်လက်မခံတဲ့ကြောင်းသူကတတိပေးလိုက်ပါတယ်။ဒါကြောင့်အိန္ဒိယသူ့ကိုစိတ်ကင်စားမှုမရှိတဲ့တပ်ထုပိုင်းစားတရုတ်သားဖြစ်တဲ့ကြောင်းစိတ်ပြက်လက်ပြက်ပြောလိုက်ပြီးအ ਨੇ ဆုံးတော့အလိုက်သီးဖို့တောင်းဆိုလိုက်ပါတယ်။ညနေမှာတော့အားသားကအိန္ဒိယကိုလိုက်ရှာခဲ့ပြီးတော့လက်ဆောင်နေနဲ့မျိုးလုံးအစ်တစ်လုံးလိုချင်ကြောင်းပြောခဲ့ပါတယ်။အိန္ဒိယခရစ်မတ်အသစ်ပင်ကိုအလှဆင်ပြီးရင်သူ့အတွက်မျိုးလုံးရှာပေးမယ်အကြောင်းကိုလည်းကြေပြေခဲ့ပါတယ်။ ာလာတယောက်ဆက်ရုပ်သုံးရုပ်အကြောင်းဗေဒီကိုပြန်မှတ်ရသွားကအပြေမှန်ကိုပြောခိုင်းခဲ့ပေမဲ့လည်းအင်းကတော့ငြင်းခဲ့ပါတယ်။အိုင်းတော်မှာတော့သူကလှုပ်ရှားရှိတဲ့အလုပ်တွေကိုလုပ်ခဲ့ပြီး Christmas လဆင်ပစ္စည်းတွေပါတဲ့တက်တာတလုံးကိုလည်းထုတ်ခဲ့ပါတယ်။နောက်တစ်မနက်မှာတော့တရှိသပင်တွေမကြံတော့တဲ့အတွက်အတို့ရောင် Christmas သပင်တပင်ကိုသွားရှာမယ့်အကြောင်းအင်းကအားသားကိုတတိပေးခဲ့ပါတယ်။ဒုံးစံတိုင်းမှာပဲအာလာကတော့ဒီခီးကအန္တရာယ်များတဲ့အကြောင်းတတိပေးခဲ့ပြီးသူ့ကိုဝတ်စုံဝတ်ဖို့အောက်ဆီဂျင်ဘူးအပိုယူသားဖို့နဲ့ဘယ်ချိန်ဒီမှာမှတွေ့ရရည်ကိုမတော့ဖို့မာနေခဲ့ပြန်ပါတယ်။ အိမ်ကကားပေါ်မတက်ခင်မှာစကန်းကိုပြန်လာတော့ဆဲယုတ်ကသူ့ရဲ့လမ်းမှာရပ်နေခဲ့ပြီးဇဂဝတ်ကိုမေးပါတော့တယ်။သူကဇဂဝတ်ဟောင်းကိုပြောလိုက်ပေမဲ့လည်းအာသာကသူ့မကိုဝင်ခွင့်မပြုခဲ့ပါဘူး။အဲဒီညမှာတော့အလိုလျောက်သုံးလတစ်ကြိမ်ပြောင်းလဲနေတဲ့ဇဂဝတ်အသက်ဖြစ်ကိုပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။အိမ်ကဇဂဝတ်အသက်ကိုရေခဲတက်တာပေါ်ကစာအုပ်တုပ်ထဲမှာရေးထားတာကိုတတိယသွားပေမဲ့လည်းစကန်းလေးကိုမှွင့်မဲနဲ့ကြည့်လို့မရတဲ့ပြင်အာသာကလည်းသူ့ကိုဝင်ခွင့်မပြုခဲ့ပါဘူး။ သူကစိတ်ထဲပေါ်လာတဲ့စကလုံးတိုင်းကိုပြောကြည့်ခဲ့ပေမဲ့တန်ပေါင်းများစွာသောစကလုံးတွေကတလုံးကိုမမှန်းနိုင်ခဲ့ပါဘူး။ဒါကြောင့်သူကအစဲုံနဲ့ဆွေးနွေးညီနိုင်မှုစူးစမ်းခဲ့ပြီးတော့ဒီမှာလူသားဆိုလို့သူတယောက်ပဲရှိတဲ့အကြောင်းကိုသတိပေးလိုက်ပါရစေ။ဖြစ်နိုင်ရည်ရှိတာကတော့သူကတခြားလူတွေနဲ့မတူဘဲနဲ့တယောက်တည်းအသက်ရှင်ကြံရဲခဲ့ပြီးနေစဉ်ရက်ဆက်အသက်ရှင်တန်ဖိုးအတွက်ရုန်းကန်နေရတဲ့ကမ္ဘာပေါ်ကနောက်ဆုံးလူသားအမှန်တကယ်ဖြစ်နေခဲ့တာပဲဖြစ်ပါရစေ။သူကဇကဝဲကိုမသိတဲ့အတွက်ဒီခြေဆိုင်စကမ်းအပြင်မှာတကယ်တည်သွားတော့မှာလားဆိုပြီးတော့တွေးပူနေခဲ့ပါပြီ။ အင်္ဂါအာသာကိုပုံမှန်တိုင်းဖြတ်သွားဖို့ကြိုးစားခဲ့ပေမဲ့လည်းအာသာကသူ့ရဲ့လက်နက်ကိုမျှောက်လိုက်ပါတယ်။သူကနောက်ပြောင်နေတာမဟုတ်ဘူးဆိုတာကိုအင်္ဂါသဘောပေါက်သွားခဲ့ပါတယ်။ဂလန်လန်ကိုသွားခဲ့ပြီးတော့သူကဘာဆက်လို့ရမလဲဆိုတာကိုစဉ်းစားနေလိုက်ပါတယ်။ဆက်ရုပ်ရဲ့ကင်းလက်ကရိယာကနေမြေတက်မှတ်ထားတဲ့အတွက်သူ့ပုံမမြင်သွားခင်မှာအင်္ဂါနီလန်တစ်ခုကိုစဉ်းစားခဲ့ရပါတယ်။အချိန်နှဲငယ်ကြာပြီးတဲ့နောက်အင်္ဂါဘာမှမဖြစ်ခဲ့တဲ့လိုမျိုးဟန်ဆောင်ပြီးတော့အာသာနာကိုသွားခဲ့ပါတယ်။ ဒီနောက်မှာတော့သူကတပင်ခိုးဖို့အတွက်ပစိန်တလက်လိုတဲ့အကြောင်းပြောတာအခြေဆိုင်စကန်လေးကိုရောက်တာနဲ့ဇဂောကိုပြောမယ့်အကြောင်းကိုလည်းပြောခဲ့ပါတယ်။ပြောလဲမထားပဲအာသာကတရှိတပင်တွေမရှိတော့တဲ့အတွက်ဘာလို့ပစိန်လိုချင်တာလဲလို့သူ့ကိုမေးလိုက်ပါတယ်။ဒါကြောင့်အိမ်ကနောက်တစ်ကြိမ်ဆက်ရုပ်ကိုစကားပြောပြီးတော့ဝင်ဝင်ပြူဖို့ဖျားယောင်းခဲ့ပြန်ပါတယ်။အာသာကသူ့ကိုကောင်းကောင်းသိကြောင်းအိမ်ကပြောလိုက်တဲ့အခါမှာတော့သူကသူ့ကိုမှတ်မိကြောင်းနဲ့ဇဂဝဲမရှိရင်တော့ဝင်ဝင်မပြူနိုင်ကြောင်းပြောလိုက်ပါတယ်။အိမ်ကဇဂဝဲကိုကြည့်ဖို့အတွက်ခဏလေးဝင်ဝင်ပြေးဖို့တောင်းဆိုခဲ့ပြန်ပါတယ်။ ပြီးတော့အားလုံးစင်ပြေသွားမှာပါဖြစ်ပြီးသူကဇကဝဲမှာပြောမိရင်သူကတက်ပြစ်နိုင်တဲ့အကြောင်းကိုလည်းပြောခဲ့ပါဗျ။ဒါမှမဟုတ်ဆေးရုပ်ကသူ့ရဲ့ရွယ်ချက်ကလူသားတွေကိုကာကွယ်ဖို့ဖြစ်တဲ့အတွက်အဲ့လိုမျိုးမလုံနိုင်ကြောင်းထောက်ပြခဲ့ပြန်ပါဗျ။ဒီချိန်ဒီမှာသူကဇကဝဲကိုမသိတဲ့လူတန်းကိုကျူးကျော်ဝင်ရောက်သူအဖြစ်သတ်မှတ်ထားတာပဲဖြစ်ပါဗျ။ရှေ့ဆက်ဒိုမီယာမန်တည်သွားတဲ့အခါမှာတော့အိန္ဒိယနောက်ပြန်ဆုတ်သွားခဲ့ရပါဗျ။သူကညာလုံးပေါက်ကိုပြင်မာနေခဲ့ရပြီးတော့အခါအားလျော်စွာပဲဆေးရုပ်ကိုကြောက်ခွဲရည်နဲ့ပြုတ်ပေါက်ခဲ့ပေမဲ့ကင်းလက်နေရာကနေထွက်ခွာသွားအောင်တော့မလုပ်နိုင်ခဲ့ပါဘူး။ မနေ့ရောက်တဲ့အခါမှာတော့အင်္ဂါသူရဲ့ဝစားတွေကိုပြောင်းပြန်လန်ဝဲလိုက်ပြီးတော့မျက်နှာကိုလည်းဖုံးဝင်လိုက်တာကိုလွန်ခွဲလိုချင်တဲ့ခီးတဲ့တူဖြစ်ကိုဟန်ဆောင်ပြီးတော့အာသာကိုလည်းစားဖို့ကြိုးစားလိုက်ပါတယ်။ကမ္ဘာလူ့အခွင့်အရေးကြေညာစာရင်းအပိုက်၁၄ရာလူတိုင်းကအခြားနိုင်ငံတွေမှာနှိမ့်ဆက်ညှဉ်းပန်းမှုတွေကနေလွတ်မြောက်အောင်ကိုလွန်ခွဲတောင်းခံဖို့အခွင့်အရေးရှိတယ်ဆိုတာကိုလည်းသူမကအမှတ်ရသွားခဲ့တာပါ။အာသာတယောက်အိမ်ပြန်လာတာနဲ့အဲဒါကိုဆွေးနွေးမဲ့အကြောင်းသဘောတူခဲ့ပါတယ်။အိမ်တယောက်ပြန်ထွက်သွားခဲ့ပြီးတော့သူမရဲ့ပုံစံအတိုင်းပြန်လာခဲ့ပြန်ပါတယ်။အာသာကမနေ့ကလူစင်းတယောက်ရောက်လာကြောင်းနဲ့ ်အခုလေးနေလဲဒုက္ခတွေတယောက်ရောက်လာကြောင်းကိုသူ့ကိုစီရင်ခံခဲ့ပါတော့လေအိမ်ကသူ့ကိုနောက်တစ်ချိန်ဒုက္ခတွေထပ်ရောက်လာရင်ရေတိုက်လိုက်ဖို့ညွှန်ကြားခဲ့ပြန်ပါတယ်အိမ်ကအာသာမမြင်နိုင်တဲ့နေရာကိုပြန်သွားကဝတ်စုံလဲပြီးတော့ဒုက္ခတွေအဖြစ်ကိုပြန်လာခဲ့ပါတယ်သူကရေတောင်းတော့တဲ့အခါမှာတော့အာသာကသူ့ကိုနိုင်ငံရေးဒုက္ခတွေလားယာတိဥလူဒုက္ခတွေလားဆိုတာကိုဆုံးဖြတ်နိုင်အောင်မေးခွန်းနဲ့မေးမြန်းခဲ့ပါတော့လေအိမ်ကယာတိဥလူဒုက္ခတွေမှာပါခွင့်ရေးမှမရှိတဲ့အတွက်သူကနိုင်ငံရေးဒုက္ခတွေဖြစ်တယ်လို့ပြောလိုက်ပါတယ် ဒါမဲ့လက်ဆဲဟုတ်ကဒူမိုင်းရဲ့ဇာတိနိုင်ငံမှာညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့သက်တွေကိုထုတ်ပြခံခဲ့ပါတယ်။ဒါကြောင့်အင်္ဂါအကူလသမဂသဘောတူညီချက်မှာသက်တွေပြဖို့မလိုကြောင်းဖော်ပြထားတာကိုပြောခဲ့ပေမဲ့ဆဲဟုတ်ကတော့ဒုက္ခသည်တို့ဟာသူ့နိုင်ငံမှာဆက်နေဖို့ဘာကြောင့်အန္တရာယ်ဖြစ်လာတယ်ဆိုတာရှင်းပြရမယ့်အကြောင်းပြောကသက်တွေပြဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်အင်္ဂါစပွဲကနေထွက်ပြေးလာခဲ့ကြောင်းကျူးကျော်သူကဒူမိုင်းရဲ့အင်ကိုမီးရှို့စီမျိုးတွေကိုလည်းတတ်ပြီးတော့ဒူမကူပါတနက်နဲ့လိုက်ပစ်ခဲ့ကြောင်းရှင်းပြလိုက်ရပါတယ်။ ဒါကြောင့်ဆေးဟုတ်ကအဲ့ဒါကိုလုံလောက်တယ်လို့ယူဆခဲ့ပေမဲ့လည်းထပ်ပြီးတော့စာရွက်စာတမ်းတွေတောင်းဆိုနေခဲ့ပြန်ပါတယ်။စိတ်ဝင်စားတဲ့အိန္ဒိယောက်လည်းစေပြေဒုက္ခတဲ့တူအမဘလို့လို့စာရွက်စာတမ်းတွေရှိနိုင်ပါလေလို့ပြန်ပြီးမိကုန်ထုတ်ခဲ့ပါတယ်။ဆေးဟုတ်ကတော့နေဆက်ဖြစ်ကြုံမှုတဲ့ဖောင်ပြေသွင်းရမယ့်အကြောင်းစတဲ့လုံထုံးလုံလီတွေကိုရွတ်ပြနေခဲ့ပါတယ်။စိတ်ပြအားငယ်နေတဲ့အိန္ဒိယလည်းရေတိုက်ဖို့တောင်းဆိုလိုက်တဲ့အခါမှာတော့အာသာကရေတဲ့ခန်းချောက်ပြီးတော့ဒေလူဆဲဖြစ်နေတဲ့အိန္ဒိယကိုလုံထုံးလုံဒီတိုင်းလုံပြီးမှသာရေတိုက်နိုင်မယ့်အကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်အိန္ဒိယလည်းဒုတိယတညကိုမီးစစ်ပေါ်မှာပဲကုံဆုံးခဲ့ရပါတယ်။ မနေ့ရောက်တဲ့အခါမှာတော့သူမကထပ်ပြီးတော့ဖြစ်တမ်းမှုကြိုးစားခဲ့ပေမဲ့အာသာကစောင့်နေတာကိုမြင်လိုက်ရတော့လက်လျှော့လိုက်ရပါတယ်။ဒုက္ခတဲ့နဲ့လူစိမ်းရောက်လာတဲ့အကြောင်းကိုပြောကကဘာမမတခြားလူတွေမကြံတော့ဘူးဆိုတာတေချာလားလို့အာသာကသူ့ကိုမေးခဲ့ပါတယ်။ဒါမဲ့အင်ကားဆဲုံနဲ့စကားများဖို့အာမရှိတော့ပါဘူး။အာသာတယောက်အနားမှာရှိတဲ့စကန်တစ်ခုကရာစုနဲ့တစ်ခုကြာလေပတ်နေတာကိုသတိပြုမိပြီးတော့တယောက်ကထိန်းသိမ်းထားမှသာလေပတ်ဖို့ဖြစ်နိုင်ပေအကြောင်းပြောခဲ့ပါတယ်။အင်ကားတော့အသိဉာဏ်ရှိတဲ့ဆဲုပ်တွေသာတာဝန်ယူထားတာဖြစ်နိုင်ကြောင်းယူဆခဲ့တာပါ။ ာသာကအခြေစိုက်စကန်းကနေဘာကူမှယူလာမပေးနိုင်ကြောင်းပြောကအဲ့ဒါကအိမ်ကိုကာဝယ်တာမဟုတ်ဘဲနဲ့တစ်ဖက်လက်နဲ့သူ့ကိုတတ်နေတာပဲဖြစ်ပါတယ်။အိန္ဒိယအဝေးကစကန်းကိုလှမ်းကြည့်လိုက်ပြီးအဲ့ဒီမှာလဲဇဂဝက်တောင်းမဲ့ကျောင်းတော်ဆေးဟုတ်ပဲရှိနေလိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။သူကကားထဲမှာရေဘူးရှာခဲ့ပေမဲ့မတွေ့ခဲ့ပဲအဲ့ဒီစားလာဗင်ဒါမျိုးစေ့တွေကိုရှာတွေ့ပြီးတော့ကားနာမှာစိုက်ကအပင်ပေါက်လာဖို့မျှော်လင့်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူကဆေးဟုတ်ကိုဘေးယူလုပ်ပါတော့တယ်ဆေးရုံသုံးရုံကြောင်းဘေရီရဲ့အဖြစ်ကိုသူကပြောပြရင်သူ့ကိုခြေစိုက်စကန်းလေးကိုဝင်ဝင်ပေးမှလားလို့မေးလိုက်ပါတယ်။ ဒါမဲ့လည်းအာသာကအထောင်ချုပ်တဲကိုမဝင်ခဲ့ပါဘူး။အဲဒါကြောင့်သူကအပြည့်အတွက်ရေတက်ဖို့တောင်းပန်ခဲ့ပေမဲ့ဆဲဥကနှုတ်ဆက်နေခဲ့ပါရယ်။ဒါကြောင့်အိမ်ကရွေးချယ်စရာမရှိတော့ဘဲနဲ့သူ့စီမှာအောက်ဆီဂျင်နေနေပဲကြံတော့ပေမဲ့အနာကစကန်းစီကိုသွားဖို့ပဲဆုံးဖြတ်ခဲ့ရပါရယ်။သူကအဲဒီကိုရောက်တဲ့အခါမှာတော့ပေါ်ကိုတက်သွားကကြီးမားတဲ့ပိုက်ထဲကိုကျိုးနဲ့ဆင်းခဲ့ရပါရယ်။နေရာတိုင်းဟာတိတ်ဆိတ်ချောက်ကန်နေခဲ့ပေမဲ့ထင်းချိုအိကလုံးမှာတော့မိတွေကမိတ်တုံမိတ်တုံဖြစ်နေခဲ့ပါသေးတယ်။အိန္ဒိယပပတ်လေးကိုရှာဖွေခဲ့ပေမဲ့အသုံးဝင်တာဘာမှကိုရှာမတွေ့ခဲ့ပါဘူး။ သူကလောချထားတဲ့တကားတစ်ချက်ကိုတွေ့ပြီးအကြားတစ်ဖက်မှာတော့ပလင်းတွေရှိနေခဲ့ပါတယ်။အဲ့ချိန်မှာပဲသူ့ရဲ့ဆက်ကလေကုံငါနီးဖြစ်နေတဲ့အကြောင်းကိုလည်းချက်ပြနေခဲ့ပါတယ်။အဲဒါကြောင့်အိတ်လဲသူမရဲ့ဝတ်စုံကိုချုပ်ပစ်လိုက်ပြီးပစိန်နဲ့တကားလေကဖန်ပရင်းပေါက်လေးကိုရိုက်ခွဲခဲ့ပါတော့အိတ်။သူကတကားကိုချိုးပစ်ကဝင်ရောက်သွားခဲ့ပေမဲ့လည်းအထက်ကပလင်းတွေကဗလာတွေဖြစ်နေခဲ့တာပါ။ကိုကိုကိုကာဝယ်ဖို့အာယုံမဆိုင်နိုင်တော့ဘဲနဲ့အိတ်တယောက်ခြေဆက်စကန်းကိုရှာဖွေရင်းနဲ့ရေးစဲကြတဲ့ံကိုကြားခဲ့ရပေမဲ့အာသာရဲ့သတိပေးချက်ကိုပြန်သတိရပြီးတော့ရှေ့ဆက်သွားခဲ့ပါတယ်။ အသွင်ဝင်တာဘာမှမတွေ့တဲ့အခါမှာတော့သူကသူ့စကန်းစီကိုပြန်လာခဲ့ပြီးတော့အရှိန်မြင့်ကကားနဲ့အာသာကိုဝင်တိုက်လိုက်ပါတော့တယ်။ကားကပောက်ကွဲသွားခဲ့ပေမဲ့အာသာကတော့နည်းနည်းလေးတောင်မှမပျက်စီးခဲ့ပါဘူး။မနခင်ရောက်တဲ့အခါမှာတော့အာသာကအားနေတဲ့အိမ်ကိုရှာတွေ့ခဲ့ပြီးတော့ညာတော့ကလူစင်းတယောက်ကစကန်းကိုကားမောင်းဝင်မှုစ조사ခဲ့ကြောင်းကိုစီရင်ခံပါတော့တယ်။အခုတော့အိမ်ကထားပြီးမီးစက်နောက်မှာသွားပုန်းနေခဲ့ပါပြီ။သူကရေတောင်းတောက်ခဲ့ပေမဲ့လည်းအာသာကသူ့တာဝန်ကနေထွက်ခွာလို့မရခဲ့ပါဘူး။အပြင်အာယုန်နေဝေဝါလာတဲ့အိန္ဒိယောက်လည်းသူ့ကိုရေလာတိုက်နေတဲ့သူ့ဘေကိုမြင်အောင်နေခဲ့ပါတယ် သူသတိပြန်လာတဲ့အခါမှာတော့အာသာကဇကဝက်ကိုမေးခဲ့ပြီးမဟုတ်ရင်သူကတည်ဆုံးတော့မယ်အကြောင်းကိုလည်းပြောခဲ့ပါရယ်။အဲဒီနောက်မှာတော့အိမ်ကခေါမှုဘော်ကမွေးရည်ဇက်လေးတွေကိုလက်နဲ့တတ်ပြီးတော့တောက်ခဲ့ပေမဲ့လည်းချက်ချင်းပြန်ထုတ်ခဲ့ပါရယ်။ပင်မန်းနွမ်းနဲ့နေတဲ့အတွက်အာသာကိုသူမရဲ့ယောက်ျားသာဆိုရင်သူမကိုကူညီပေးမှာဖြစ်ကြောင်းပြောခဲ့ပါရယ်။အာသာကတော့အင်းလျော်တဲ့ခြေထက်ဖြစ်သေးမှုမရှိရင်အိမ်ကမကြခင်တည်ဆုံးရတော့မှာဖြစ်ကြောင်းပဲပြောနေခဲ့တာပါ။အဲဒီညမှာအိမ်ကကလေးတွေရဲ့အတန်တွေကြားနေရတဲ့မျိုးတမျိုးတွေမှာရောက်သွားသလိုအာယုံတွေထွေပြားနေခဲ့ပါရယ်။ နေ့ရက်တဲ့ခါမှာတော့အာသာကဆက်ရုပ်သုံးရုပ်ဗီဒီယိုအဖြစ်ကိုမေးပါတော့တယ်အင်္ဂါသူစီကိုတွားသွားကမတည့်ရဖို့ကြိုးစားခဲ့ပြီမဲ့လဲကြသွားခဲ့ပြန်ပါတယ်ဒုက္ခဆက်ကိုဘယ်လိုနိုင်ရမလဲဆိုတာစဉ်းစားနေနေညိုရဲရောက်နေတဲ့သူ့ကိုယ်သူထပ်ပြီးတော့တွေးမိခဲ့ပြန်ပါတယ်အဲနောက်အာသာကသူတွေသွားခဲ့ရင်အရေးပေါ်စနစ်ကအသက်ဝင်လာပြီးတော့ဇဂဝတ်ကိုပြန်လဲတတ်မှတ်မယ်ကြောင်းထုတ်ဖော်ပြောလိုက်ပါတယ်ဒုက္ခတယောက်တည်းဖြစ်သွားမှဖြစ်ပြီမဲ့လဲဒုက္ခတဲ့နဲ့လူစိမ်းကရှိနေစေဖြစ်တဲ့အတွက်လူသားမျိုးနွယ်ဟာအသက်ရှင်ကြံရည်နေစေဖြစ်ကြောင်းသူကထောက်ပြလိုက်ပါတယ် အင်္ဂါနောက်ဆုံးအနေနဲ့အာသာကိုသူမရဲ့မျိုးစေ့တွေကိုရေလောင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။အိတယောက်တည်ဆုံးသွားတဲ့အခါမှာတော့ဆေယုတ်ကလာဗင်ဒါဆိုတဲ့နောက်ဆုံးဇဂဝဲတစ်ခုကိုလည်းလက်ခံရရှိခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျ။ဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံနီနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းစီတိုင်းကိုလည်းဒူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။